အားလုံးဝမ်းမြေလာပါဒီဗီဒီယိုမှာကပရင်ဆာဗာဆက်ရလုပ်ပြသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နှစ်ပိုင်းခွဲမယ်ပေါ့နော်အဲဒါဆိုကျွန်တော်သင်တဲ့ပုံစံမျိုးအတိုင်းပဲဆာဗာချမ်းကဆာဗာ site ကနေပြီးတော့ print ဆာဗာဆက်ရလုပ်မယ်ပြီးလို့ရှိရင်ကျွန်တော် client ကချိတ်ဆက်တဲ့ပုံစံကိုပြပေးမယ်ပေါ့နော်အဲ့တော့ဆာဗာဘက်ကနေပြီးတော့ဒီ print ဆာဗာကိုဆက်ရလုပ်တော့မယ်ဆိုရင်တော့ package number 1 package install လုပ်ရတယ်နံပါတ်2အဲ့ဒီ service ကိုကျွန်တော် set လုပ်ရတယ်နံပါတ်3ကကျွန်တော် firewall rules တွေကို allow လုပ်ပေးရတယ်ပေါ့เนาะဒါကတော့ကျွန်တော်တို့လုပ်နေကြပုံစံအတိုင်းပဲပေါ့ပြီးွားပြီဆိုလို့ရှိရင် config file ကို config လုပ်ရတယ်ပြီးွားပြီဆိုလို့ရှိရင် service ကို restart လုပ်ရတယ်ပေါ့เนาะဒီ setting တွေကိုကျွန်တော်တို့တွားကြရအောင်အဲကျွန်တော်ရဲ့ server ကိုကျွန်တော်ဒီကနေပြီးတော့လှမ်းပြီးတော့ခေါ်လိုက်မယ်ပေါ့เนาะ ဒီ server မှာ package install လုပ်ထားလားပေါ့နော် install မလုပ်ထားသေးရင်လည်းလုပ်ထားပါ cups နဲ့ cups-pdf ပေါ့နော် dash y နဲ့တခါတည်းပေးလိုက်မယ်ပေါ့နော်အဲဒီမှာ package က installation လုပ်ဖို့လိုအပ်တာနှစ်ခုပေါ့နော် cups ကကြတော့ကျွန်တော်တို့ဒီဟာ server အတွက်လိုအပ်တဲ့ package ပေါ့ cups.pdf ကကြတော့ကျွန်တော်တို့ virtual printer အတွက်ဖြစ်ပါတယ် အဲကျွန်တော် rear printer ရှိတယ်ဆိုတော့ရှင်လဲ rear printer ကို installation လုပ်ပြရ driver install လုပ်ရတယ်ပေါ့နော်ကိုက HPO လို့ printer တွေဆိုလို့ရှင်เนาะ WhatsApp ကသွားပြီးတော့ Linux အတွက် download install လုပ်ပြပေါ့နော် Okay အဲ့တော့ဒီ package ကို install လုပ်ပြီးွားပြီးဆိုတော့ system cd ရဲ့ standard run လိုက်မယ်ပေါ့နော် CUPS နဲ့ run လိုက်ပြီးပြီးွားပြီးဆိုတော့ firewall app ရတယ် firewall.cmd-permanent dash add service service က IPP service ကို app ရဒါက app သား PY ဆိုလို့ရှိရင်ကျွန်တော်တို့ port number app ရတယ်ပေါ့နော် dash at port port က631ပေါ့731 TCP ပါ Okay အဲ့တော့ firewall app ပြီးသွားပြီဆိုတော့ကျွန်တော်တို့ဟာ dash dash reload လုပ်ပြီးမှတက်ရောက်မှုရှိရဲ effective ဖြစ်တာပေါ့နော် okay အဲ့တော့ကျွန်တော်တို့ဒီမှာ1 2 3အချက်3ချက်ကိုပြီးသွားပြီဆိုတော့ကျွန်တော် config file ကို config လုပ်ကြည့်ကြရအောင် အဲ့တော့ van editor နဲ့ edc အောက်က cups အောက်က cups.d.config ဆိုတာ config file ရှိတယ်။ဒီနေရာမှာကျွန်တော် config လုပ်ကြရအောင်။အဲ့ဒီခါမှာတဲ့ကျွန်တော်ဒီမှာ listen ဒီမှာ listen ပေါ့နော်။ကျွန်တော်ဟိုနေရာဗီဒီယိုမှာကတော့ဒီ listen နေရာမှာ local host ကိုမချိန်လိုက်တော့ပေါ့နော်။အဲ့ဒီမှာကိုယ့်ရဲ့ server ရဲ့ ip address ကိုထည့်ပေးရတယ်။အဲ့တော့ဒါမှသာလျှင်ကျွန်တော်ကဟို printer set up လုပ်လို့ရမှာ printer ကို network ကို share လို့ရမှာပေါ့နော်။ဒါအရေးကြီးရယ် listen ပေါ့နော်။ listen မှာ ကိုယ့်ရဲ့ server ရဲ့ IP print server လုံးမဲ့ server ရဲ့ IP address ထဲပေးပါပြီဆိုလို့ရှိရင်ကျွန်တော်တို့အောက်ထဲမှာဒီမှာ location နေရာမှာကျွန်တော်တို့ရဲ့ network ကိုထည့်ရယ်ပေးလို့ရှိရင်ကျွန်တော်တို့ admin ပေါ့နော်အဲဘယ်ကနေပြီးတော့ကျွန်တော် print server လုံးပါလဲဆိုတော့ဒီ network ကနေပြီးလုံးလို့ရတယ်ဒါမှမဟုတ်တခြားသော computer တစ်လုံးထဲရပဲလုံးမယ်ဆိုရင် computer အဲ့ဒီ computer ရဲ့ manage လုပ်ချင်တဲ့ computer ရဲ့ IP ဖြစ်ဖို့လိုရတယ်အခု network တစ်ခုလုံးပေးလိုက်တာဖြစ်တဲ့အတွက် နောက်ဝက်ထပ်မှာရှိနေတဲ့ဘဲကွန်ပျူတာမဆိုကျွန်တော်ဒီစာပါအောင် manage လုပ်လို့ရတဲ့ပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်။ Okay အဲ့တော့ escape colon wq exclamation mark နဲ့ကျွန်တော်ထွက်လိုက်ပြီ။ဒါဆိုရင် config file config လုပ်ပြီးပြီဖြစ်တဲ့အတွက် system cdr restart cups နဲ့ restart လုပ်လိုက်မယ်။ပြီးလို့ရှိရင် verify ပြန်လုပ်မယ် system cdr state cups ဒါဆိုရင်ကျွန်တော်တို့ print service က active ဖြစ်နေပြီ running ဖြစ်နေပြီပေါ့နော်။ဟုတ်ပြီ။ ဒါမျိုးဖြစ်သွားပြီဆိုလို့ရှိရင်အဲကျွန်တော်တို့ဆောနာက virtual printer ကို network ကို share တော့မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘာလုပ်ပေးရမှာလဲဆိုလို့ရှိရင် browser ကနေပြီးတော့ကျွန်တော်တို့ printer ကိုလှမ်းပြီးတော့ခေါ်ဖို့လိုအပ်ပါတယ်။အဲ browser နေလှမ်းခေါ်မယ်ဆိုတော့ printer ရဲ့ IP ဖြစ်တဲ့192.168.192.168.31.214ပါကျွန်တော်ရဲ့ printer ရဲ့214ပြီးလို့ရှိရင် 631, 631ပေါ့631 under โอเคဒါကဩကျွန်တော်ဟို browser လောက်ထားလို့ပေါ့เนาะ browser ကိုကျွန်တော်ပိတ်လိုက်မယ် no browser လောက်ထားလိုက်မယ်โอเคကျွန်တော်ပြန်ပြီးတော့ပြန်ခေါ်လိုက်မယ်ပေါ့เนาะ192.168.214 214 631 631 ဒါဆိုရင်ကျွန်တော်တို့ printer တွေရောက်လာပြီ printer တွေအောက်ရောက်လာပြီဆိုတော့ကျွန်တော်တို့ဆောနာက virtual printer ကိုကျွန်တော် network ကို share ဖို့လုပ်တော့မယ်အဲ့တော့ administration tag ကိုသွားပြီးတော့ app printer ဆိုတာနှိပ်ပေးရတယ်ဒီနေရာမှာခဏလောက်စောင့်မယ်ပေါ့နော် okay ဒီမှာ solution advance ကိုသွားမယ်ပြီးလို့ရှင်ရဲ့ asset the risk ယူမယ်ပြီးရင်ကျွန်တော်တို့ကဒီမှာ app printer ဒါဆိုရင် server တွေကို login ဝင်ရတဲ့ username password ရိုက်မယ်ပေါ့နော် re user နဲ့ password ရိုက်လိုက်ပြီပေါ့ဒီမှာဆိုကျွန်တော် non non လောက်လိုက်မယ်ဒါဆို printer ဒီမှာဆို local printer ဆိုတာကိုတွေ့ရလိမ့်မယ်ဒီ local printer ဆိုတာကျွန်တော်တို့ဆွမ်းနက cups.-pdf ဆိုတဲ့ virtual printer ကိုအပ်ထားလို့ပေါ်မယ်အကဲအများကိုက hp တို့ aspon တို့သုံးမယ်ဆိုရင်တော့ဒီမှာလာပြီးတော့ပေါ်နေပါလိမ့်မယ်ဒီတော့ကျွန်တော်တို့ continue လေးကိုသွားမယ်ပြီးလို့ရှိရင် virtual printer နဲ့ပတ်သက်ပြီး share printer share this printer ကိုလုံးမသားလည်း network ကနေပြီးချိတ်လို့ရမှာ continue နဲ့ဆက်သွားလိုက်မယ်ပေါ့နော် ပြီးရင်ကိုယ့်ရဲ့ printer ရဲ့အမျိုးအစားကိုရွေးမယ် HP ဆိုလဲ HP Aspen ဆ bon ိုလဲ Aspen ပေါ့နော် App printer ရွေးမယ်ပြီးရင်တော့ကျွန်တော် printer ရဲ့ series ကို pen series ကိုရွေးပြီးတော့ကျွန်တော် App printer လောက်လိုက်မယ်ပေါ့ဒါဆိုလို့ရှိရင် printer နဲ့ပတ်သက်ပြီးတော့ printer virtual printer ကို add လိုက်တာ successfully ဖြစ်သွားတယ်အဲ့ချိန်မှာကျွန်တော် set option ဆိုတော့က A4 နဲ့တုံးပါလား legal နဲ့တုံးပါလား default ရွေးလို့ရတယ်ရွေးပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ printer ကို default option နဲ့တတ်မှတ်လိုက်တာဖြစ်ပါတယ် ဲ့တော့ client ကဒီလိုသတ်မှတ်သားပါစေ client က print ထုတ်တဲ့အခါမှာ A4 နဲ့ print ထုတ်မှာဖြစ်ပါတယ်အဲ့ဒီမှာ print နဲ့ပတ်သက်ပြီးတော့ show or job job တခုမှမရှိဘူး print ထုတ်ထားတဲ့ job တခုမှမရှိဘူးကျွန်တော်တို့ဒါက server အချမ်းကလောက်ရမယ် set တွေ complete ဖြစ်သွားပါပြီပြီးသွားပြီအဲ client ကချိန်မယ်ဆိုလို့ရှိရင်တော့ဒီမှာ setting နဲ့သွားလိုက်ပေါ့ကျွန်တော်က genome ပေါ့နော် genome setting နဲ့သွားလိုက်မယ်ပြီးလို့ရှိရင်ဒီမှာ printer ဆိုတဲ့ tab ကိုသွားလိုက်ပေါ့အဲ့မှာကျွန်တော်တို့ app printer ဆိုပြီးတော့နှိပ်လိုက်မယ်ဆိုလို့ရှိရင်သူက network ထဲမှာရှိနေတဲ့ printer ကိုရှာလိုက်မယ်ပေါ့ ဒါဆိုရင်ကျွန်တော်တို့ဆောနာက virtual printer ကိုတွေ့ရပြီဒါဆိုရင်ကျွန်တော်တို့ add လုပ်လိုက်ပေါ့နော် add လုပ်လိုက်ပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်တို့ printer ကိုပတ်သက်ပြီးတော့ဒီမှာချိန်သွားပြီချိန်သွားပြီဆိုလို့ရှိရင်သူ့နဲ့ option တွေကိုကြည့်လိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင် print option နဲ့ကြည့်လို့ရတယ်ပြီးရင် printer နဲ့ပတ်သက်တဲ့ detail ကြည့်လို့ရတယ်ဒီ printer ကို default သုံးလို့ရမှာဆိုတာကြည့်လို့ရတယ် print head cleaning လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ printer ကိုလည်း remove လုပ်လို့ရတာကိုတွေ့ရဖြစ်ပါတယ်အဲ့တော့အဲဒီနေ့တိုင်းကျွန်တော်တို့ print server နဲ့ကျွန်တော်တို့ဒီ client setup chế sao mua cố lâu nay bài alo chị dự trở bài vậy